ပွဲပြီးမှရေကစည်းဒီလိုလှုပ်ခဲ့တဲ့အရာကိုအခုလိုပြောလာကြတဲ့ United fan များ Manchester United ပရိသတ်တွေကလီဗာပူးကိုအနိုင်ရရှိပြီးတဲ့နောက်ရေကစည်းရဲ့ပွဲပြီးဆုံးချိန်တုံ့ပြန်မှုကိုမြင်တွေ့ရပြီးတော့အချင်းချင်းကြားထဲမှာပြောဆိုဆွေးနွေးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ Manchester United ကတနင်္ဂနွေနေ့က Anfield မှာပြိုင်ဘက်ဟောင်းလီဗာပူးကို1-2နဲ့အမှတ်ရစရာနိုင်ပွဲတစ်ခုကိုအရောက်ခဲ့ပါတယ်။ပွဲစားချင်းမှာ Brian Ambuemo ကဦးဆောင်ကိုသွင်းယူခဲ့ပြီးတော့88မိနစ်မှာ Cody Gakpo ကခြေပါကိုပြန်ပြီးတော့သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့မိနစ်နှင်းငယ်ကြာမှာဟယ်ရီမဂွိုင်းယားကဘရူနိုဖာနန်ဒက်ရဲ့ကန်နင်ဘောကနေခေါင်းတိုက်သွင်းပြီးတော့အနိုင်ကိုရအောင်ပြေးနိုင်ခဲ့ပါတယ်။ပွဲပြီးဆုံးတဲ့အချက်ပြခရီးတန်ကိုဒိုင်လူကြီးအန်တိုနီတီလာမှုတ်လိုက်တဲ့အခါမှာယူနိုက်တက်အသင်းသားတွေဟာနီးပြရူပင်အမိုရင်းလက်ချက်မှာပထမဆုံးချိန်၄နှပွဲဆက်အနိုင်ရရှိခဲ့တာကိုဝမ်းမြောက်စွာဆင်နွှဲခဲ့ကြပါတယ်။ဒီရသည်မှာလီပွဲ၃ပွဲသာကစားထားရတဲ့ဇီဂစီပါဝင်ကစားသမားတွေကကိုင်းနဲ့ပေးဝင်လာကြပါတယ်။ကစားချိန်နေပါခဲ့ပေမဲ့ဇီဂစီကသူ့အသင်းရဲ့အနိုင်ပွဲကိုစိတ်အားထက်သန်စွာဆင်နွှဲခဲ့ပြီး ဖာနဒန်ရဲ့ဆန်နာလမန်စတိုးနဲ့လည်းပဲပျော်ရွှင်စွာပွေဖက်ခဲ့ပါရီကစားချိန်နေပါမှုကနေသာလန်သားရဲ့စိတ်ဓာတ်ခံစားချက်ကိုထိခိုက်ခဲ့ခြင်းမရှိကြောင်းပြသခဲ့ပြီးတော့ online မှာက United Brave တပ်တွေကသူ့ရဲ့သဘောထားကိုသဘောကျခဲ့ကြပါရီအဲ social media အသုံးပြုသူတို့က "तू စိတ်မပျော်ဘူး"လို့သာပြောနေကြတာပါ "तू တိတ်တိတ်လေးပျော်ရွှင်နေရဲ့"လို့ရေးသားခဲ့ပါရီနောက်ထပ်တဦးကကျွန်တော်ဇီကြီးရဲ့သဘောထားအဲဒါမှမဟုတ် professional ဆန်မှုကိုဘယ်တော့မှမေးခွန်းထုတ်မှာမဟုတ်ဘူး तू လည်းထိတ်တန်းလူပဲလို့ချီးကျူးခဲ့ပါရီတတိယတဦးက ရှက်ကူနဲ့ဇက်ကစီတို့အလဲကျကစားစီခြင်းပါလေဇက်ကစီလည်းကစားခြင်းရတဲ့နေတနေ့ကျရင်ကိုညာအန်ပွေမိုနဲ့ဇက်ကစီတို့အတူတူပွဲထွက်တောင်မြေမိုးအတွက်မျောလင့်နေပါလေလို့မှတ်ချက်ပေးခဲ့ပါလေအမိုရီယာယူနိုက်တက်နီးပြဘောကမှသူ့ရဲ့အကြီးမားဆုံးအနိုင်ပွဲကိုနိုဝင်ဘာလကလေးကခန့်ခံရပြီးတော့လင်းနပွဲဆက်တိုက်အနိုင်ရရှိခဲ့တာပထမဆုံးအကြိမ်ဖြစ်ပါလေသူဟာအန်ဖီမှာရခဲ့တဲ့အနိုင်ပွဲကိုအထူးကြဆုံးနိုင်ပွဲလို့ချီးကျူးခဲ့ပြီးလဘာဘူးကအနိုင်ရခဲ့တဲ့သုံးမှတ်ကိုပရိသတ်တွေအတွက်ရည်စူးပါလေလို့ပြောကြားခဲ့ပါလေ ယူနိုက်တက်နီးပြတအူးအနေနဲ့နေတိုင်းကအထူးကြဆုံးပါပဲဒါပေမဲ့ဒီနေ့နိုင်ပွဲကတော့အလွန်ထူးခြားတဲ့နိုင်ပွဲပါကျွန်တော်ပြိသက်တွေပွဲတွင်းမှာအကြီးဆုံးပြိုင်ဘက်ကချန်ပီယံဖြစ်နေချိန်မှာသူတို့ကိုင်းနဲ့သူတို့အားကစားယုံမှာတချင်းစုံနေတာကိုမြင်ရတာဒီနိုင်ပွဲကကျွန်တော်တို့ပြိသက်တွေနဲ့အသင်းရဲ့စိတ်ဓာတ်အတွက်ပါပဲဘာလို့လဲဆိုတော့ကျွန်တော်ဒီထက်အများကြီးပိုကောင်းအောင်ကစားနိုင်တယ်လို့ယုံကြည်ပါတယ်လို့ကလပ်ရဲ့တရားဝင် website ကိုပြောကြားခဲ့ပါတယ်